ကျမတော်မူကြပါစားရှင်2025ဧပြီလ28ရက်နေ့အတွက်မိုးလေဝသခမန်းချက်တွေကိုတင်ဆက်ပေးပါတော့မယ်ကျမတော်နေတည်ကူပါကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ရောတို့မှာတင်းတင်းတင်းဖြစ်ထွန်းနေပါတယ်ဒီကနေ့ညနေဒီမိုးလေဝသခမန်းချက်အနေနဲ့ကတော့တနင်္သာရီတိုင်းဒေသကြီးကရှင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်စကားနယ်ဒေသကြီးထပ်ပါအေရဝတီတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာတော့နေရာကြဲကြဲနဲ့ ကျန်းသားနေသားချင်းနဲ့ပြည်내များမှာတော့နေရာကွက်ကြားမှုတစ်ချောင်းကတော်နိုင်ပြီးရွာရွာနှုံးမှာတော့ရှောက်ဆဲဖြစ်နေပါတယ်။မြမပင်လယ်ပြင်မှာလှိုင်းနေရင်မှာလှိုင်းတင်းတင်းရှိနေပြီးလှိုင်းမြင်မှာတော့၄ပေမှာ၆ပေခန့်နေရှိနိုင်ပါတယ်။အနောက်ပြန်အတွက်မိုးလေဝသခမန်းကျန်းနေတဲ့ကတော့နေပြီးတော့ရန်ကုန်တိုင်းနေသားကြီးမန္တလေးတိုင်းနေသားကြီးပဲခူးတိုင်းနေသားကြီးစကိုင်းတိုင်းနေသားကြီးအေရဝတီတိုင်းနေသားကြီးတနင်္သာရီတိုင်းနေသားကြီးကရှင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မြို့ပြည်နယ်တို့မှာနေရာကွက်ကြားမှာနေရာဆိုင်ဆိုင်မူဟာတော်နာကြီးရှိနေပါရဲ့ရှင်။